မနက်ကနေနိုင်ငံသားအပေါင်းဘေးအန္တရာယ်အသွေးအသွေးကကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိမ့်ပါ။ဒီကနေ့ဧပြီလ29ရက်အင်္ဂါနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့ အကြမ်းဖက်စစ်ကောင်စီရဲ့အတ္တမစစ်သားစုဆောင်မှုကြောင့်ထွက်ပြေးတိမ်းရှောင်လာတဲ့လူငယ်တွေကိုလူသားချင်းစာနာသောမူဝါဒအားအခြေခံပြီးစောင့်ရှောက်မှုတွေလှုပ်ဆောင်ပေးဖို့လူ့ကွင်ရေးဆိုင်ရာဝန်ကြီးဌာနတိုက်တွန်းလိုက်တဲ့တဲ့တင်မြမအကြက်တဲပြည်လဲဖို့အတွက်အကြမ်းဖက်စစ်အုပ်စုကအပြည့်မဟုတ်ဘူးလို့တမရာယုံပြောရေးဆိုဝင်ရှိသူဦးကျော်စောကနိုင်ငံတကာသို့အတည်ပြုပြောကြားလိုက်တဲ့တဲ့တင်အကြမ်းဖက်စစ်တပ်ကတပိတ်ချင်းမြို့နယ်ကိုဧပြီလအတွင်းမှာလေကြောင်းတိုက်ခိုက်မှု15ကြိမ်ခန့်ပြုလုပ်ခဲ့ပြီးပြည်သူ90ကျော်သေဆုံးပြီး100ကျော်ဒဏ်ရာရတဲ့တဲ့တင် တောင်သာမျိုးကအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲတပ်သားတအူလက်နက်နဲ့အတူ NBD တပ်ဖွဲ့ထံအလင်းဝင်ရောက်လာတဲ့တဲ့င်။အရခတ်တတော် AA နဲ့ဆက်ဆံရေးလှုပ်ဆောင်ရမယ်လို့ဘင်္ဂလားဒေ့ရှ်ပြောကြားလိုက်တဲ့တဲ့င်နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတော်ဟုံးကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်တော်လန်ရေးဆန္ဒပြလူလူတပိတ်တဲ့င်တွေပဲဖြစ်ပါတယ်။ပထမအဦးဆုံးတင်ဆက်ပေးမယ့်တဲ့င်ကတော့အကြမ်းဖက်စစ်ကောင်စီရဲ့အဓမ္မစစ်သားစုဆောင်မှုကြောင့်ထွက်ပြေးတိမ်းရှောင်လာတဲ့လူငယ်တွေကို လူသားချင်းစာနာသောမူဝါဒအားအခြေခံပြီးစောင့်ရှောက်မှုတွေလှုပ်ဆောင်ပေးဖို့လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတိုက်တွန်းလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြံဖတ်စစ်ကောင်စီရဲ့အထမစစ်သားစုဆောင်းမှုကြောင့်ထွက်ပြေးတိမ်းရှောင်လာတဲ့လူငယ်တွေကိုလူသားချင်းစာနာသောမူဝါဒအားအခြေခံပြီးစောင့်ရှောက်မှုတွေလှုပ်ဆောင်ပေးဖို့အတွက်အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကအိမ်နီးချင်းနိုင်ငံတွေကိုတိုက်တွန်းလိုက်ပါတယ်။မြန်မာနိုင်ငံမှာအကြံဖတ်စစ်ကောင်စီရဲ့အတင်းအကျပ်စစ်မှုထမ်းစေခိုင်းခြင်းရဲ့လက်တွေ့အခြေအနေများအစီရင်ခံစာကို လူ့ကွန်ရေးဆိုင်ရာဝန်ကြီးဌာနကဧပြီလ28ရက်ရက်စွဲနဲ့ထုတ်ပြန်လိုက်ရမှာအခုလိုထည့်သွင်းဖော်ပြလိုက်တာပါကုလသမဂ္ဂအာဆီယံအဖွဲ့ဝင်နိုင်ငံများနဲ့နိုင်ငံတကာအတိုက်ဝန်းအားအကြံဖတ်ဆေးဥစုရဲ့ယခုလုပ်ရများကိုအမြန်ဆုံးရပ်တန့်နိုင်ရန်အတွက်ထိရောက်သောစီးပွားရေးပိတ်ဆို့မှုနဲ့လေရင်စီအပါအဝင်လက်နက်များတင်ပို့ရောင်းချမှုအားပိတ်ပင်ခြင်းတို့ကိုချက်ချင်းလှုံ့ဆော်ရန်တိုက်တွန်းအပ်ပါတယ်အင်းကြီးနိုင်ငံများအနေဖြင့်အတ္တမစစ်သားစုဆောင်းမှုကြောင့်ထွက်ပြေးတိမ်းရှောင်လာသောလူငယ်များကို လူသားချင်းစာနာသောမူဝါဒအားအခြေခံပြီးစောင့်ရှောက်မှုများလှုပ်ဆောင်ပေးပါရန်အထူးတလဲတိုက်တွန်းအပ်ပါတယ်လို့အစီရင်ခံစာမှာဖော်ပြထားပါတယ်။အစီရင်ခံစာမှာအတင်းအကျပ်စစ်မှုထမ်းစီကိုင်းခံရတဲ့လူငယ်များရဲ့ထွက်ဆိုချက်များကိုအခြေခံပြီးလူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန်တဲ့အကြမ်းဖက်ဆဲဆုရဲ့နိဒာများကိုတင်ပြထားတာဖြစ်တယ်လို့လည်းဝန်ကြီးဌာနကအတည်ပြုထားပါတယ်။အဆိုပါထွက်ဆိုချက်များအရလူငယ်များကနေအိမ်များလုပ်ငန်းခွင်များနဲ့စစ်စေးအိတ်များမှာအကြမ်းဖက်ဆဲဆုရဲ့စီမံချက်ချမှတ် ဖန်ဆီးမှုများကိုရင်ဆိုင်ခဲ့ရတာဖြစ်တယ်လို့လည်းတွေးရှိခဲ့ရတယ်လို့ဖော်ပြထားပါဗျာအကြံဖတ်ဆေအုစုကတနေ့တခြားစစ်သည်အင်အားယောနယ်လာမှုနဲ့ဗတ်ပြောင်းလက်နက်ချမှုများအစမတန်များပြားလာမှုများကိုအစာထိုးဖြည့်ရှင်းနိုင်ရန်အတွက်အမေရိကန်ပြည်သူ့စစ်မှုထမ်းဥပဒေကိုဗျူဟာတရက်အနေဖြင့်ချမှတ်ကျင့်သုံးလျက်ရှိတယ်လို့ဆိုပါတယ်လူငယ်များရဲ့မိသားစုများကိုချင်းချောက်ခြင်းအကြက်ကန်ခြင်းအတင်းအကျပ်အကြံဖတ်ခေါ်ဆောင်တဲ့နီလန်းများကိုတုံးပြီးစစ်သားစုဆောင်လျက်ရှိတယ်လို့အစီရင်ခံစာမှာဖော်ပြထားပါတယ်အဲ့ဒီလိုစုဆောင်ခြင်းခံရတဲ့လူငယ်တွေထဲမှာအသက်မပြည့်သေးတဲ့ ကလေးသင်ငယ်များနဲ့စစ်မှုထမ်းရန်မတင့်လျော်သောရုပ်ပိုင်းစိတ်ပိုင်းမတန်ဆွမ်းသူများလည်းပါဝင်တာကိုတွေ့ရှိရတယ်လို့ဖော်ပြထားပါဗျ။ဝင်ကြီးဌာနကမှတ်တမ်းတင်နိုင်တဲ့ထွက်ဆိုချက်များအနက်စစ်မှုထမ်းရန်အကျုံးဝင်တဲ့လူငယ်များရဲ့အမည်စီရင်ကိုကောက်ယူပြီးမိသားစုဝင်များထံငွေညှစ်တောင်းခံတဲ့ဖြစ်ရပ်များလည်းတွေ့ရတယ်လို့ဆိုပါဗျ။အဲ့ဒီလိုတွေ့ရှိချက်တွေအရအတင်းအကျပ်စစ်မှုထမ်းစေကိုင်းခံ ဂျင်းများကအတ္တမလှုပ်အားစေခိုင်းခြင်းနဲ့လူကုန်ကူးမှုကျူးလွန်ခြင်းမြောက်ကြောင်းတွေးရှိရတယ်ဆိုတာနဲ့အသက်18နှစ်မှ35နှစ်အတွင်းလူငယ်များကိုစစ်ရေးပြူဟာတရက်အနေဖြင့်ကျင့်သုံးပြီးစစ်မှုတိုင်းစေခိုင်းနိုင်ခြင်းနဲ့လူသားမျိုးနွယ်စုများပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု Crime Against Humanity မြောက်တယ်လို့လည်းဝန်ကြီးဌာနကထောက်ပြထားပါတယ်ဆလတ်တင်ဆက်ပေးမဲ့တရင်ကတော့မြမအကြက်တဲပြည်လဲဖို့အတွက်အကြမ်းဖက်ဆဲဥစုကအပြည့်မဟုတ်ဘူးလို့တမရာယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကနိုင်ငံတကာသို့အသိပေးပြောကြားလိုက်တဲ့တရင်ပါ မြမအချက်တဲပြည်လေဖို့အတွက်အကြံဖတ်ဆေဥစုကအပြည့်မဟုတ်ဘူးလို့အမျိုးသားညီညွတ်ရေးအစိုးရတမရာယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောက နိုင်ငံတကာသို့အတည်ပြုပြောကြားလိုက်ပါတယ်။ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း press briefing အစီအစဉ်ကိုမြင့်ဆောင်2025ကိုဒီကနေ့မှထုတ်လွှင့်ခဲ့ရာအခုလိုထည့်သွင်းပြောကြားလိုက်တာပါ။ရရှိမှာမြမပြည်သူလူထုအပေါ်မင်းအောင်လှိုင်နဲ့စစ်ကောင်စီကအကြံဖတ်လုံရက်တွေကျူးလွန်နေတာကို အာဆီယံကလက်လူမရှုဖို့ အရေးကြီးပါတယ်အကြံပတ်လိုရက်တွေကိုလက်လူရှုထားမယ်ဆိုရင်မြန်မာနိုင်ငံမှာငင်းချက်တည်ငြိမ်မှုတိဆောက်တဲ့လုပ်ငန်းစဉ်တွေထိရောက်စွာအကူအညီပေးနိုင်မှာမဟုတ်ဘူးဆိုတာပြောကြားခြင်းပါတယ်မြန်မာအကြက်အတဲပြည်လည်ဖို့အတွက်အကြံပတ်စစ်အုပ်စုဟာအပြည့်မဟုတ်ဘူးဆိုတာလည်းသိသာထင်ရှားနေပါတယ်အာဆီယံအဖွဲ့အနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရနဲ့တော်လှန်ရေးအင်အားစုတွေနဲ့တရားဝင်ထိပ်တွေ့ပြီးနိုင်ငံရေးထိရှားဖို့ လောက်ကင်ကျင်းကသာရေရှည်တည်တက်ခိုင်မာတဲ့ကြီးငယ်အေးချမ်းမှုကိုရနိုင်တဲ့တစ်ခုတည်းသောနီလန်ဖြစ်တယ်ဆိုတော့ပြောကြားခြင်းပါလေအာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားနိုင်ငံဝန်ကြီးချုပ်နဲ့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝန်ကြီးချုပ်တို့ဟာဧပြီလ18ရက်နေ့မှာတရားဝင်တွေ့ဆုံဆွေးနွေးခဲ့ကြပြီးဒေါ်လာရီ၄နှစ်တာအတွင်းမှာပထမအဆုံးအကြိမ်တရားဝင်ဆက်သွယ်ဆွေးနွေးမှုကိုအမျိုးသားညီညွတ်ရေးအစိုးရကကြိုဆိုတယ်လို့လည်းထည့်သွင်းပြောကြားခဲ့ပါတယ်။ဒါအပြင်ဥကြော်စောက ပြည်သူပြည်သားတွေလူကျင်တဲ့ငြိမ်းချမ်းသာရဝါပြောတဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်နိုင်အောင်ဥတီမဲ့အားလုံးပါဝင်တဲ့ဒေသဆိုင်ရာဆွေးနွေးပွဲဖြစ်ဖို့အတွက်အရေးပါတဲ့အဆင့်တစ်ခုလည်းဖြစ်တယ်လို့ထင်မြင်မိပါတယ်။အကျိုးရှိတဲ့နောက်ထပ်ထိပ်သီးဆွေးနွေးမှုတွေလည်းဖြစ်လာဖို့မျှော်လင့်တယ်လို့ထည့်သွင်းပြောကြားခဲ့ပါတယ်။ အကြံဖတ်စစ်ကောင်စီကငလင်းဘေးသင့်ပြည်သူတွေကိုကူညီဖို့ပြက်ကွက်တဲ့အပြင်လူသားချင်းစာနာမှုအကူအညီတွေပေးနေတဲ့နိုင်ငံတကာအဖွဲ့တွေနဲ့ပြည်တွင်းအဖွဲ့အစည်းတွေကိုလည်းအနှောက်ယှက်ပေးတာအကူအညီတွေကိုတားဆီးပိတ်ပင်တာတွေလှုပ်ဆောင်နေတယ်လို့အတိပေးပြောကြားခဲ့ပါတယ်။ငလင်းဘေးသင့်ပြည်သူတွေအတွက်နိုင်ငံတကာအဖွဲ့အစည်းတွေကပေးအပ်တဲ့ပစ္စည်းတွေကိုလိုအပ်နေတဲ့ပြည်သူတွေစီဖြန့်ဝေခြင်းမပြုဘဲနေပြည်တော်မှာဖြစ်သလိုထိမ့်သိမ်းထားတာတွေကိုဓာတ်ပုံမှတ်တမ်းတွေအရာတွေ့မြင်ရတယ်လို့ဦးကျော်စောကပြောပါတယ်။ ဒါအပြင်နိုင်ငံတကာဒေတာရင်းနဲ့အိန္ဒိယနိုင်ငံများအနေနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တဘာဝဘေးအန္တရာယ်တွေကနေအမျက်ထုတ်မှုတွေကိုတတိထားစောင့်ကြည့်ကြဖို့အတွက်လဲတိုက်တွန်းပြောကြားထားပါဗျာ။မျိုးသားညညွေးအစိုးရအနေနဲ့စကိုင်းငလျင်ကြီးကြောင့်ဒုက္ခရောက်ကြတဲ့မြန်မာနိုင်ငံမှပြည်သူတန်းပေါင်းများစွာကိုအကူအညီပေးဖို့အချိန်မဆိုင်မဲ့ချက်ချင်းရောက်လာပြီးကယ်ဆယ်ရေးလုပ်ငန်းများကအစအကူအညီများပေးကြတဲ့အိန္ဒိယနိုင်ငံများအာဆီယံအဖွဲ့နိုင်ငံတကာနဲ့ UN အဖွဲ့အစည်းများ US UK EU ကနေဒါ ဩစတြေးလျအစရှိတဲ့နိုင်ငံများစွာကိုကျေးဇူးတင်ရှိတယ်လို့လည်းထည့်သွင်းပြောကြားခဲ့ပါတယ်။ထမံတင်ဆက်ပေးမဲ့သတင်းကတော့အကြံဖတ်စစ်တပ်ကတပိတ်ချင်းမြို့နယ်ကိုဧပြီလအတွင်းမှာလေကြောင်းတိုက်ခိုက်မှု15ကြိမ်ခန့်ပြုလုပ်ခဲ့ပြီးပြည်သူ90ကျော်သေဆုံးပြီး100ကျော်ဒဏ်ရာရတဲ့သတင်းပါအကြံဖတ်စစ်တပ်ကမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ကိုဧပြီလအတွင်းမှာလေကြောင်းကနေတိုက်ခိုက်မှု15ကြိမ်ခန့်အထိပြုလုပ်ထားပြီ အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်ပြည်သူ90ကျော်သေဆုံးပြီးတရားကျော်ဒဏ်ရာရခဲ့တယ်လို့တပိတ်ချင်းမြို့နယ်ပကဖတာဝန်ခံနဂနီက PPTV ကိုပြောပါတယ်။နယ်အနေနဲ့တပိတ်ချင်းမြို့နယ်ပကဖပေါ့နော်ပကဖအနေနဲ့ကတော့ထောက်ပံ့မှုတွေကတော့ဒါကျွန်တော်တို့တစ်နှစ်၈လလောက်ရှိပါပြီ။အများအားအစင်တစ်ဆိုင်ထောက်ပံ့ခဲ့ပါတယ်။ထောက်ပံ့တာရောကျွန်တော်တို့အနေနဲ့ကတော့ထုတ်ပြန်ချက်မှမထုတ်ပြန်ဘူးဗျ။မြို့နယ်ပကဖမှာတိုက်နယ်ပကဖ၄ခုရှိပါတယ်ခွဲထားပါတယ်။ဒါကောင်တိုက်နယ်ကြာကြတိုက်နယ်တွေးရတိုက်နယ် ဘယ်ချင်းတိုက်လဲဆိုပြီးတော့ခွဲထားပါတယ်ခုလူတန်းမှုကတော့ဒါသဘေချင်းတိုက်လဲပေါ့နော်တိုက်နေရတော့ဒါကျွန်တော်တို့အသည့်အတိုင်းပဲပြည်သူတွေအများဆုံးထိခိုက်ပျက်စီးရတယ်ကျွန်တော်တို့စစ်ကောင်စီရဲ့ဒါလူမဆော်ပါပေါ့နော်ဒီဆောင်တိုက်ခိုက်မှုတွေကိုအဆိုးဆုံးခံစားရတဲ့ဒါကျွန်တော်တို့တိုက်လဲဖြစ်ပါတယ်အန်တခိုင်မှု AP လာတွေကတော့ကျွန်တော်တို့15ကြိမ်လောက်ရှိပါမယ်။အမ်ထိခိုက်တိုင်ရာထိခိုက်တိုင်ရာတွေလည်းများပါတယ်ပေါ့နော်။ ထိခိုက်တိုင်ရလဲဆိုကျွန်တော်တို့တရားချော်ပေါ့အမ်တေဆုံးကတော့ကျွန်တော်တို့အမ်အကုန်လုံးပေါင်းရင်အယောက်50လောက်ရှိပါမယ်တပိတ်ချင်းမျိုးနယ်အတွင်းမှာတိုက်နယ်၄ခုခွဲထားပြီးတော့အဲ့ဒီတိုက်နယ်၄ခုထဲမှာတပိတ်ချင်းတိုက်နယ်က၄ချောင်းတိုက်ခိုက်မှုအဆိုးရွားဆုံးခံစားရတဲ့တိုက်နယ်ဖြစ်တယ်လို့လည်းသိရပါဗျ။တပိတ်ချင်းမျိုးနယ်ပါကဖာနဲ့တပိတ်ချင်းတိုက်နယ်ပါကဖာဦးဆောင်က၄ချောင်းတိုက်ခိုက်မှုဘေးအန္တရာယ်အသင့်ပြည်သူတွေကိုငွေကျပ်သိန်း2300ကျော်ထောက်ပံ့လှူဒါန်းခဲ့တာပါ။ ာနိုင်ငံမှာလိုအပ်နေတဲ့စနစ်တစ်ခုကိုပေါင်းစုတာပေါင်းနေတဲ့အခါကျွန်တော်တို့ကြီးကြီးရောကျွန်တော်တို့ရဲဘော်ရောရင်းကြီးတွေကလာတယ်နော်ကျွန်တော်တို့ဒါကျွန်တော်တို့ပြင်ဆင်မှလုပ်နေတာအိုက်တာရဲ့အဲဒီကြောင့်တိုက်ခတ်မှုကြောင့်ကျွန်တော်ဟိုးရီတွေပြည်ရဲ့ပြည်သူတွေတုံးနေကြရတယ်ကျွန်တော်တို့ online အစမှာဆိုရင်ကျွန်တော်ခင်းတဲ့ဘက်မှာဆိုရင်ခင်းလို့ဒီနိုင်ငံဘက်မှာလို့ကျွန်တော်ဂျင်မာဘက်မှာလို့ဆိုရင်ကျွန်တော်တို့အဲလေးလေးပြည်စီတာပြည်သူတွေထိတ်ဆုံးတာတော့ဒေါ်လာကြီးအစမှာเนาะဒီလိုပြည်သူတွေကြီးလိုက်တယ် ော့ဟိုရင်းတက်ပြီးတော့ဟိုရင်းတက်ပြီးတော့ကျွန်တော်တို့အဲယူနေတိုင်းလေကျွန်တော်တို့ဒီလိုဒီလိုဆောင်းတော့မှာဒီရက်ရက်ကျန်နေတယ်ဟိုရင်းတက်ပြီးတော့ဆုံးနေဒီကိဟိုဘောပေါ်မှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့အဲဒီမတ်ပါဆယ်တူပေါ့နော်မတ်ပါဆယ်တူရဲ့ကျွန်တော်တို့ဒီလူရဲ့မှာအရင်ချောက်ရတယ်ဒီလိုပါတော့ဒါကလည်းကျွန်တော်တို့ဒီလူကနေတော့ဒီကနေ့အားလုံးပေါင်းပြီးတော့ မန္တလေးတိုင်းပြည်ဦးဝင်ခရိုင်တပေကျင်းမြို့နယ်မှာဧပြီလအတွင်းအကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုခံရတဲ့ဒေသတွေမှာတေဆုံးပြည်သူ42ဦးအတွက်တဦးကိုသိန်း20ချက်ထိခိုက်ဒဏ်ရာရတဲ့ပြည်သူ45ဦးအတွက်တဦးကို15သိန်းချက်စီနဲ့ပျက်စီးသွားတဲ့နေအိမ်42လုံးအတွက်အိမ်တလုံးကိုသိန်း20ချက်စီစုစုပေါင်း2355သိန်းချက်ထောက်ပံ့ပေးခဲ့တယ်လို့ဆိုပါတယ်မပန်ဆယ်လိုရဲ့ကုညီထောက်ပံ့ငွေ3690ကျပ်နဲ့ပြည်သူလူထုမှစူပေါင်းထောက်ပံ့ငွေများဖြင့်တပေကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့တပေကျင်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပူးပေါင်းကာ တပေချင်းမြို့နယ်လေချောင်းတိုက်ခိုက်မှုဘေးအန္တရာယ်အသင့်ပြည်သူများကူညီထောက်ပံ့ရေးကော်မတီဖွဲ့စည်းခဲ့တယ်လို့သိရပါဗျ။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့တောင်သာမြို့ကအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲတပ်သားတဦးလက်နက်နဲ့အတူ MPD တပ်ဖွဲ့ထံအလင်းဝင်ရောက်လာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမြင်းကြံခရိုင်တောင်သာမြို့နယ်တောင်သာမြို့နယ်အတွင်းရှိအကျန်းဖတ်စစ်ကောင်စီလက်အောက်ခံရဲတပ်သားတအူးဟာ ဧပြီလ26ရက်နေ့ကလက်နက်နဲ့အတူ MPD တပ်ဖွဲ့တန်ဆက်သွယ်ပြီးအလင်းဝင်ရောက်လာတယ်လို့မြင်းကြံဘလတ်တိုက်က MPD တပ်ဖွဲ့ခေါင်းဆောင်ဘိုးမိုက်ခဲက PPTV ကိုပြောပါရယ်။ အဲအဓိကတော့ဒီဆီယနာရှင်စနစ်ပေါ့နော်ရှုပ်စုရေပေါ့နော်လောက်ရက်ဒီဗီဒီယိုပေါ်မှာအကျန်းဖတ်နှိပ်ဆက်တက်ဖြတ်ပေါ့နော်ဒါတွေကိုသူကိုယ်တိုင်မြဝါထင်မြင်လာခဲ့ရတာပဲဖြစ်ပါတယ်အဒီအသေးစိတ်ကိုတော့ကျွန်တော်နောက်ကြရင်တော့ခြားပြပါပေါ့နော်ဟုတ်အဲဒါဒီကြောက်မောကွေးရာဒီအဓိကရာဒီရလောက်ရက်ဒီသူရှုပ်ချတဲ့အနေနဲ့အဲဒီစကောက်ဒီတက်ထဲမှာမနေလို့တဲ့အတွက်ကြောင့်မလို့သူဝင်လာတယ်ပြီးလို့ရှိရင်သူမှာဆက်ဆက်ဝင်ကနေရအဓိကရွေချက်လေးရှိရောဟာဒါဒီတက်တက်နေတဲ့ဘွားပေါ့နော်အဲဒီပေါ့နော်ဒီ B2 ဘက်ကိုခိုးလုံးမယ်ဆိုပြီးတော့ ဘောနော်ဒီတော်လိုင်းရဲ့အစာမှာဘောနော်သူလက်နက်ခဲရနေတော်လိုင်းဘက်ကအားနေလို့ဘောနော်အဲ့ဒီကစိတ်အတွက်နဲ့သူကရဲတဲ့ရွေချက်ရှိရှိဝင်ခဲ့တာလို့လည်းကျွန်တော်တို့ထွက်ဆိုလာတာရှိပါတယ်ဒီလက်နက်ခဲရကလက်နက်ကတော့ဒီ UC တလက်ဘောနော်ပြီးရင်ပေါက်၃ပေါက်ကြီးရတော့ဂျီသွီးဂျီ၂တောင်းအဲနိုင်မမဂျီ200စုစုပေါင်း200နဲ့မှ2တောင်းဘောနော်ဟုတ်ပါခဲ့ပါတယ်ဗျာကိုကြီးဒီလင်းဝင်လာတဲ့ကျွန်တော်တို့ဒီရတ္တသားကိုတော့ကျွန်တော်တို့ဒီကောင်းမွန်စွာပြုစုဆောင်ရှောက်ထားတယ်အဲပြီးရင်သူ သူနဲ့ကျွန်တော်တို့နဲ့ပေါ့နော်အပြန်လန်ပေါ့နော်ပညာတွေဖလှယ်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီ share လေးနေပြန်လုပ်ဖို့ရှိတယ်အဲပြီးလို့ရှင်သူ့ကိုကျွန်တော်တို့ပေါ့နော်အဲလွန်မြောက်တဲ့နေရာတစ်ခုပို့ဖို့ကျွန်တော်တို့ပို့မယ်ဆိုပြီးပြောတယ်ပေါ့ဒါပေမဲ့သူကမသွားခြင်းဘူးကျွန်တော်တို့အာနာရှင်စနစ်ကိုကျွန်တော်တို့ကြားမဲ့နေတယ်သူတွန်းလန်တိုက်ခိုက်မယ်ဆိုပြီးတော့ကြားမဲ့တရားအောင်နေနဲ့ပြန်နေနေရတော့ရှိပါတယ်ဗျာတော်လန်ရေးအစပိုင်းမှာတော်လန်ရေးတက်တွေဘက်မှလက်နက်ခဲယမ်းတွေအားနေချက်ရှိလို့ရည်ရွယ်ချက်ရှိရှိနဲ့အကြမ်းဖက်စစ်တပ်ထဲကိုဝင်ခဲ့ပြီးမှ အခုလိုလက်နက်ခဲယမ်းတွေနဲ့တကွပြည်သူရင်ဝင် ပြန်ခိုလုံခဲ့တာဖြစ်တယ်လို့အလင်းဝင်တပ်သားကဝန်ခံထွက်ဆိုထားပါတယ်။အလင်းဝင်ရဲတပ်သားက UC တလက် G ပေါက်3ခု G3 G2000 နိုင်မမ G2000 နဲ့အတူအလင်းဝင်ရောက်လာခဲ့တာဖြစ်ပြီး MPD တပ်ဖွဲ့မှဂုံပြူစုငွေပေးအပ်ချီးမြှင့်ခဲ့တယ်လို့ဗိုလ်မိုက်ခဲကပြောပါတယ်။အခုလိုပူးပေါင်းချိတ်ဆက်မှုအတွက်အထူးပင်ဝမ်းမြောက်ဂုဏ်ယူကြိုဆိုပြီးအကြံဖတ်စစ်တပ်ရဲ့လက်အောက်မှာနေပြီးပြည်သူတွေပေါ်အကြံဖတ်လုပ်ရက်တွေကိုရက်တန့်က MPD တပ်ဖွဲ့ထံလာရောက်ပူးပေါင်းလိုပါက MPD တပ်ဖွဲ့ရဲ့ Facebook page ကနေဆက်သွယ်အလင်းဝင်ရောက်နိုင်တယ်လို့မြင်းကြံ Black Tiger ကအ MPD တပ်ဖွဲ့ကအတိပေးထုတ်ပြန်ထားပါတယ်။ထမှန်တင်ဆက်ပေးမယ့်သတင်းကတော့ Arakat တတော် AA နဲ့ဆက်ဆံရေးလှုပ်ဆောင်ရမယ်လို့ Bangladesh ပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်ဟာအာရကတ်တပ်တော် AA ရဲ့ထိန်းချုပ်မှုအောက်အလုံးစုံကြားရောက်သွားတာကြောင့် အာရခတပ်တော်နဲ့ဆက်ဆံရေးမတည်ဆောက်လို့မရဘူးလို့ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့နိုင်ငံခြားရေးအကြံပေး MD Toit Hussein ကပြောလိုက်ပါတယ်။ဧပြီလ28ရက်နေ့ကမြို့တော်ဒါကာမှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာသူကအခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။နေဆက်တလျှောက်လုံးဟာအာရခတပ်တော် A ရဲ့ထိန်းချုပ်မှုအောက်ကျရောက်သွားပါပြီ။အကြံဖတ်စစ်ကောင်စီအနေနဲ့ထိန်းချုပ်နိုင်တာမရှိတော့ပါဘူး။ကျွန်တော်တို့က AA ကိုမဆက်ဆံလို့မရတော့ဘူးလို့ MD Toit Hussein ကပြောလိုက်တာပါ။ ဒါအပြင်လိုအပ်သလိုဆက်ဆံရေးကိုဖော်ဆောင်သွားမယ်လို့လည်းသူကပြောပါဗျာ။ကုလသမဂ္ဂအနေနဲ့မြန်မာပြည်ကိုလူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးအပ်ရေးမှာဘင်္ဂလားဒေ့ရှ်ကိုဖျက်ပြီးပေးအပ်ဖို့စီစဉ်ထားကဘင်္ဂလားဒေ့ရှ်အသွင်ကူးပြောင်းရေးအစိုးရကလက်ခံထားတယ်လို့ MD တွေးဟိုစင်ကပြောပါဗျာ။လက်ရှိမှာတော့အကြံဖတ်စစ်ကောင်စီဟာရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေဝင်ရောက်ခွင့်မရစေဖို့ပိတ်ပင်တာတွေပြုလုပ်နေပါဗျာ။ အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဟွန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်အမြင့်ပြတ်ချီးမွမ်းရေးလူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ရမပင်မြို့နယ်မှာရမပင်မြို့နယ်မြောက်ချမ်းကျေးရွာများတပိတ်ကအကြံဖတ်စစ်တပ် ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လံပြည်သူတွေကရမပင်မြို့နယ်မြောက်ချမ်းကျေးရွာများတပိတ်ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြံဖတ်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ ရမပင်မြို့နယ်မှာအောင်လံလွင့်မြီဒေါင်းသွင်းဤတပိတ်စစ်ကြောင်းကအကြံဖတ်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လံပြည်သူတွေကအောင်လံလွင့်မြီဒေါင်းသွင်းဤတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြံဖတ်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ဒေသခံတော်လံပြည်သူတွေကနေမြေမငိမ့်တက်မှုကြားတွေကနေပဲအကြံဖတ်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ ဒါကတော့ဧပြီလ29ရက်နေ့သတင်းတွေနဲ့လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုတ်ဘေးဆိုတဲ့ဘေးနှစ်သွဲကနေကင်းဝေးနိုင်ကြပါစီခင်ဗျာ။